ချင်းညီနောင်အဖွဲ့ကထိတ်ချုပ်ထားတဲ့အနေအမြေတွေမှာရွေးကောက်ပွဲဖြစ်မြောက်အောင်ဂျိုပန်းဆောင်ရွက်တဲ့သူတွေကို ပြပြတသာအရေးယူသွားမယ်လို့ထုတ်ပြန်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောမရှင်ကဥဆောင်ပြီးလုံမဲ့ရွေးကောက်ပွဲကပြည်သူလူထုဆန္ဒမပါဘဲလှုပ်တာဖြစ်တဲ့အတွက်စန့်ကျင်ကန့်ကွက်တယ်လို့ချင်းညီနောင်အဖွဲ့ကပြောပါတယ်။ချင်းပြည်ကမြို့နယ်ကိုမြို့နယ်ထဲမှာမတူပီမင်းသက် ကံပက်လက်နဲ့ဖလန်မြို့နယ်တို့ကိုချင်းကြီးနောင်အဖွဲ့ကထိချုပ်ထားတာဖြစ်ပါတယ် စစ်ကုမရှင်ရဲ့ထုတ်ပြန်ချက်အရချင်းပြည်ကပလဲဝကံပက်လက်မြင်းတက်နဲ့မတူပီမြို့နယ်တို့မှာရွေးကောက်ပွဲ လုံးမှာမဟုတ်ပဲထန်တလန်ဟာခါဖလန်တီးတိမ်နဲ့တုံဆန်းမြို့နယ်တို့မှာရွေးကောက်ပွဲလုံးမှာဖြစ်ပါတယ်အခုစစ်ကုမရှင်ကရွေးကောက်ပွဲ လုံးမယ်လို့ကြေညာထားတဲ့မြို့နယ်အများစုကချင်းအမျိုးသားတပ်ဦး CNF CNA အာကာရဲမြို့နယ်တွေဖြစ်ပါတယ် စစ်ကုမရှင်ရဲ့အတူရောက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေလွတ်တော်ကိုယ်စားလှယ်တွေနဲ့ရွေးကောက်ပွဲဖြစ်မြောက်အောင်ကူညီတဲ့သူတွေကို အရေးယူသွားမယ်လို့စက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်ပြည်သူတွေကိုကိုစားပြုတဲ့နိုင်ငံရေးပါတီတွေမပါဝင်တဲ့အခုရွေးကောက်ပွဲဟာလူလတ်မှုတရားမျှတမှုမရှိတဲ့အတုအယောင်ဖြစ်တာကြောင့်ပြည်သူလူထုတွေအနေနဲ့လည်းဒီရွေးကောက်ပွဲမှာမပါဝင်ကြဖို့တိုက်တွန်းထားပါတယ် ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲမှာချင်းပြည်ကိုစားပြုအနေနဲ့ချင်းပြည်တီကွန်ကရက်ပါတီ၊ဇူမီအမျိုးသားပါတီ၊ခူမီအမျိုးသားပါတီတို့ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့စစ်ကောင်မရှင်ကဆိုပါတယ်။